ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် essential grammar ရဲ့ use တွေက unit 8ကိုသင်ပေးမှာပေါ့နော်ဒီအခန်းကိုအာလေ့လာဖို့ဆိုလို့ရှိရင်တော့အရှိမသင်ခဲ့တဲ့အခန်းတွေကိုအာပြန်ပြီးတော့အာကြည့်ဒါတော့ပို့ကောင်းပါတယ်ဘာလို့လဲဆိုတော့အရှိခန်းမှာသူက present tense အကြောင်းပြောပြီးပြီးတည်တံပေါ့နော်ပြီးရင် present continuous အကြောင်းလည်းပြောပြီးပြီးတည်တံပေါ့နော်ဆိုတော့အဲ့မှာမှာမှသူက present tense ကိုဘလို့အငင်းလို့လဲမေးခွန်းလို့လဲအဲ့ဒါလေးလည်းပြောပြီးပြီးเนาะဆိုတော့ ဒီခန်းမှာကြတော့ present tense နဲ့ present continuous tense ကိုသူကဘယ်နေရာမှာသုံးတာလဲတချို့အခုမှအင်္ဂလိပ်စာစပြီးတော့လေ့လာတဲ့လူတွေဆိုလို့ရှိရင်တော့နည်းနည်းရောတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးကိုသင်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုပါกว่าလဲဘဝန်းရဲ့ b+ verb ing ရဲ့ပါกว่าလဲအဲ့တော့အဓိပ္ပာယ်ကြီးကြည့်ကြည့်အောင်ဘဝန်းကကြတော့ရိုးရိုးဒီနဲ့ဆုံးတာကျွန်တော်မြန်မာလို့စားသည်လာသည် သွားသည်ကြတာတီးသည် ကပြသည်တခြင်းဆိုသည်စသဖြင့်ပေါ့နော်ဒီ B+ buffer engine ကြတော့ button V နဲ့ valve ကို ING ပြောင်းထားတဲ့ဟာနဲ့သူကပေါင်းလိုက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့နေသည်ဆိုတဲ့ဒီပဲရတယ်စနေသည်လာနေသည်သွားနေသည်ကနေသည်ကတာတိနေသည်နောက်တခြင်းဆိုနေသည်စသဖြင့်ပေါ့အဲ့လိုအဓိပ္ပာယ်ရတယ်အဲ့တော့ present tense ဒီ you you ဘဝံဘယ်မှာသုံးလေးရှိလဲသူကလှုပ်လေလှုပ်ထဖြစ်လေဖြစ်ထရှိတဲ့ကိစ္စတွေမှာသုံးတယ်ပြီးမှကျွန်တော်ဥပမာလေးဆက်ပြောမယ် present continuous ကကြတော့လက်ရှိလုပ်နေတာလက်ရှိကာလတဝိုက်မှာလုပ်နေတာပေါ့နော်အခုလက်ရှိလုပ်နေတာကိုလည်းပြောလို့ရတယ်လက်ရှိကာလတဝိုက်မှာလုပ်နေတာကိုလည်းပြောလို့ရတယ်နော်အဲ့တော့ continuous ဆိုတာဒီထက်အကျယ်ကြီးချဲ့ပြီးတော့သင်လို့လေရတယ်ဒါပေမဲ့ကျွန်တော်ကဟိုးသင်ခန်းစာရှေ့မှာ ပြောထားသလိုပဲဒီဒါတွေကိုဒီသင်ခန်းစာတွေရဲ့သင်ရတဲ့ရည်ရွယ်ချက်ကဒီ essential grammar and use စာအုပ်အနီရောင်နဲ့အပြာရောင်ကိုလွတ်နိုင်အောင်ပေါ့နော်အဲ့ဒီလေကသင်ခန်းစာတွေလွတ်နိုင်အောင်ရေးရတာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဒီစာအုပ်ထဲမှာပါတဲ့ level လောက်ကိုပဲတင်အောင်ပဲပေါ့နော် အခြေကတော့တဖြည်းဖြည်းချင်းသွားတာပေါ့လေကဲဆိုတော့ဒီ present tense လို့လည်းထားရှိတယ်ဖြစ်လေဖြစ်တာရှိတယ်ဆိုတာဘာကိုပြောရလဲအဲ့ဒါကကျွန်တော်ဟိုးရှိကမ်းမှာ အခြေကိုသွားကြည့်ရင်ရတယ်နော်အဲ့တော့ loss ေ example ကြည့်အောင် Jack plays the guitar Jack ကဂီတာတီးတယ် Jack is playing the guitar Jack ကဂီတာတီးနေတယ်အဓိပ္ပာယ်ကမတူဘူးเนาะအဲ့တော့ Jack ကဂီတာတီးလေတီးထားရှိတယ်သူဂီတာတီးတယ်အဲ့လိုမျိုးရိုးရိုးလေးပြောတာဒီစာကြောင်းကကြတော့သူဂီတာတီးနေတယ်လက်ရှိသူလုံးနေတာကိုပြောတာလက်ရှိသူဂီတာတီးမနေဘူးဆိုရင်တော့ Jack is not playing the guitar but ဒါပေမဲ့ he plays the guitar သူလက်ရှိမှာတော့ guitar မတီးဘူးဒါပေမဲ့သူ guitar တီးတတ်တယ်ဒါမှမဟုတ်သူ guitar တီးလေတီးတာရှိတယ်အဲ့ဒါကိုပြောတာနော်အဲ့လိုပဲ I work every day from 9 o'clock to 5:30အဲ့တော့ကျွန်တော်နေတိုင်းမနက်9:00နာရီကနေညနေ9:00ခွဲအထိအလုပ်လုပ်တယ်လုပ်လို့လုပ်ထားရှိတာကိုပြောတာနော် နောက်တစ်ကြောင်းက please be quiet i'm walking တိတ်တိတ်နေပါမဆူနေပေါ့နော် i'm walking ငါလှုပ်လှုပ်နေတယ်လက်ရှိလှုပ်နေတာကိုပြောတာနော်ဒါကကြတော့သူ့ရဲ့အလေအထားကိုပြောတာ तू ပုံမှန်အလုပ်လုပ်တဲ့အကြောင်းနေ့တိုင်း तू ပုံမှန်အလုပ်သွားတဲ့အကြောင်းအဲ့ဒါကို तू ပြောချင်တာနော်နောက်တစ်ခုကစာအုပ်ဖတ်တယ်ဆိုတော့ she reads books she reads books ဆိုတာဘာလဲဆိုတော့ तू စာအုပ် ဖတ်တယ်စာအုပ်ဖတ်တယ်ပေါ့နော် သူစာအုပ်ဖတ်တယ်ဖတ်လိဖတ်တာရှိတယ်စာအုပ်တွေသူဖတ်တယ် she is reading a book ကကြတော့သူလက်ရှိစာအုပ်တော့ဖတ်နေတယ်နော်သူပြောတဲ့ချိန်မှာဖတ်နေရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီ let law ပေါ့နော်သူစာအုပ်တော့ကိုဖတ်နေတာကိုပြောတာလဲဖြစ်နိုင်တယ် she is reading a book ဘူးတော့နော်ဆိုတော့ဒီဥမာလေးနဲ့တွဲပြီးကြည့်လိုက်တော့မြင်သာသွားမယ်လို့ထင်ပါတယ်အဲ့တော့ unit block ကိုသွားမလဲဆိုတော့ unit 8နော်အဲ့ဒီရဲ့အခန်းကိုကျွန်တော်ဖတ်ပြမယ်ဒါအခုဒုတိယတော့ဒါသင်ခန်းစာသင်တာပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့အမှန်ကတော့ဒီလောက်နဲ့ပဲရက်မှာပေါ့လေဒါပေမဲ့တချို့သူတွေကကြတော့ဒီအင်္ဂလိပ်လိုရေးထားတဲ့ဟာတွေကိုသူတို့တွေဖတ်ရတာဘာသာပြန်ရတာသူတို့တွေအခက်အခဲရှိတယ်ပေါ့နော်တချို့က confidence သိမ်းမရှိဘူးသူတို့အပြန်ဘာသာပြန်ပြီးဖတ်တာမှန်ရဲ့လားဆိုတာရှိတယ်ဆိုတော့အဲ့လူတွေအတွက်ပါကျွန်တော်ရည်ရွယ်ပြီးတော့အခုဒါတချောင်းချင်းဘာသာပြန်ပြမယ်ဒါကတော့စာဖတ်စာသင်တာမဟုတ်တော့ဘူးနော်အတိတ်ပဲပြန်ပြတာဖြစ်သွားပြီနော် ကဲအဲ့တော့သင်ခန်းစာလေးစမယ်ဆိုလို့ရှိရင် unit 8ကဒီမှာ i am doing present continuous နဲ့ i do present simple เนาะအဲ့ဒါလေးရဲ့အလွတ်လွတ်ပုံသွားပြောနေရပါတယ်ဆိုတော့ဒီမှာပုံထဲမှာကြည့်မယ်ဆိုလို့ရှိရင် jack ဆိုတဲ့ကောင်လေးတယောက်သူဘာလုပ်နေလဲဆိုတော့ tv ကြည့်နေတယ်เนาะအဲ့တော့သူ့ပြင်နာမှာဂီတာလေးတစ်ခုတွေ့တယ်เนาะဂီတာကြီးတစ်လက်တွေ့တယ်ပေါ့ဆိုတော့ jack is watching television ချက်ဘာလုပ်နေလဲ TV ကြည့်နေတာ။ तू ဘာမလုပ်နေဘူးလဲ။လက်ရှိ तू ဂီတာတီးမနေဘူး။နော်။အဲ့တော့ဒါပေမဲ့ Jack မှာဘာရှိလဲ။ Jack has a guitar. ကျမဂီတာရှိတယ်။ He often plays it. तू တခါတလေတီးတယ်။ He plays very well. तू ဂီတာတီးတာကောင်းတယ်။ तू ကောင်းကောင်းတီးတတ်တယ်ပေါ့နော်။အဲ့တော့ Jack plays the guitar. jet guitar d d d လေးဒီထားရှိတယ် but ဒါပေမဲ့ he is not playing the guitar now ဒါပေမဲ့သူအခုတော့ guitar တီးမနေဘူးအဲ့တော့မေကောလုပ်မယ်ဆိုလို့ရှိရင်ဒီအရှိကမ်းမှာပြောထားတယ် but to be သူမဟုတ်အခုဘက်ကိုမလုပ်ရမလဲစာကြောင်းရဲ့အရှိကိုထုတ်အဲ့ဒါဆိုလို့ရှိရင် yes or no question ဖြစ်ပြီး is he playing the guitar သူကဂီတာတီးနေလားတီးနေတယ်ဆိုရင် yes မတီးနေဘူးဆိုရင် no he isn't အဲ့ဒါလေးပဲနော် Does he play the guitar? သူဂီတာတီးလားဒီလေးထိထားရှိလားဂီတာတီးတဲ့လားအဲ့လိုမင်းတီးတဲ့တယ်ဆိုရင် Yes he does မတီးတဲ့ဘူးဆိုရင် No အဲ့လိုမျိုးပေါ့နော် Okay အဲ့တော့ तू ကဘီရကြတော့ present continuous ဆိုတာဘာလဲဆိုတော့ तू ကရှင်းပြတာဘာလဲတော့ now at the time of speaking အခုပြောနေတဲ့အချိန်မှာလောက်တာအဲ့တော့အတိတ်ရှိမယ်ကျွန်တော်တို့အတိတ်ကာလလေးရှိမယ် future ရှိမယ်ပြီးရင် လက်ရှိကာလရှိမယ်အခု present continuous ဆိုတာကဘတ်တူ b plus buffer engine ဆိုတာကလက်ရှိလုပ်နေတာကိုပြောတာအဲ့တော့သူကနမူနာစာကြောင်းနဲ့အောက်မှာပြောထားတယ် please be quiet i'm working တိတ်တိတ်နေကြပါငါအခုအလုပ်လုပ်နေတယ်လက်ရှိလုပ်နေတာကိုပြောချင်တာနော်အဲ့တော့ tom is having a shower at the moment ထုံကအခုဘာလုပ်နေလဲဆိုတော့အခုလက်ရှိရေပန်းနဲ့ရေချိုးနေတယ်ရှာဝါဆိုတော့နော် having a shower ရေချိုးတော့ပြောတာလက်ရှိလုပ်နေ take an umbrella with you it is raining ที่อยู่ตัวမိုးရွာနေတယ်လက်ရှိဖြစ်နေတာကိုပြောတယ်နော် you can turn off the television television ကိုမင်းပိတ်လို့ရတယ်ပိတ်နိုင်တယ် i am not watching it ငါအဲ့ဒါကိုကြည့်မနေဘူး tv ကိုကြည့်မနေဘူး why are you under the table မင်း စကွဲကောင်အောက်ဘာလို့ရောက်နေတာရော what are you doing မင်းဘာလုပ်နေရလဲအဲ့တော့နောက်တစ်ခုက the one ပေါ့နော် present simple the one အဲ့တော့အဲ့ဒီ the one လေးကဘယ်မှာပြောလဲဆိုတော့ in general ရေပူရအားဖြင့် all the time အမြဲတမ်းဖြစ်နေတာ or sometimes အဲ့လိုရံပန်းရံခါဖြစ်လေဖြစ်တာရှိတာเนาะအဲ့လိုပြောတဲ့အခါဒီမှာသုံးပါတယ်တဲ့เนาะဒီ present simple လေးက ူက past tense ရှိမယ်လက်ရှိကာလရှိမယ် future ရှိမယ်သူကကြတော့အခုကာလတဝိုင်းမှာလှုပ်လေလှုပ်ထရှိတာဖြစ်လေဖြစ်ထရှိနေတာเนาะအဲ့ဒီခါမှာသုံးတယ်အဲ့တော့ကြည့်အောင် example လေးနဲ့တွေ့ကြည့်အောင် I work every day from 9 o'clock to 5:30ငါနေတိုင်း9နာရီကနေ9နာရီခွဲထိအလုပ်လုပ်တယ်ဒါအလေးထားအောင်ပြောတာ Tom has a shower every morning အခုလက်ရှိရေချိုးတာကိုပြောတာမဟုတ်ဘူးသူမနက်တိုင်းရေချိုးလေးချိုးတတ်ရှိတာကိုပြောတာ has a shower နော် it rains a lot in winter ဆောင်းရာသီမှာမိုးတော်တော်ရွာလေးရှိတယ်ဒါအလေးထားအောင်ပြောတာ i don't watch tv very often tv ကိုငါမကြာခဏကြည့်လို့မရှိဘူးတိတ်ကြည့်လို့မရှိဘူးပေါ့နော် what do you usually do at weekends အဲ့တော့ပိတ်ရက်တွေမှာစနေတိုင်းကနေပိတ်ရက်တွေမှာ weekend ဆိုတာနော် စနေနေ့ပြည့်ရတယ်မှာ weekends မှာ s ပါတယ်နော်အဲ့တော့ weekend dream လို့ပြောချင်တာ weekend dream မှာမင်းဘာလုပ်လဲလို့ထားရှိလေတဲ့အလေးထားအောင်မိတာနော်ကိုယ်ရဲ့လုပ်လဲလို့ထားရှိအောင်မိတယ်အဲ့တော့ရှင်းလင်းချက်လေးကတော့ဒါပဲအခုနံပါတ်ဒီကတော့သူကမှတ်ချက်မှတ်ရမယ်ဟာလေးပေါ့နော်အပေါ်ကတော့နှစ်ခုကတော့တင်လို့ပြီးသွားပြီဒီနံပါတ်ဒီလေးကတော့မှတ်အောင်ပါဘာမှတ်မှာလဲဆိုတော့ဒီ box လေးထဲမှာပြထားတဲ့ verb တွေ ဒီထဲမှာပြတ်ထားတဲ့ valve တွေကို bad to b plus buffer engine ပုံစံနဲ့မတုံးပါဘူးအဲ့တော့သူတို့ကို valve engine ပြောင်းလို့မရဘူးလား valve engine တုံးလို့မရဘူးလားဆိုတော့အဲ့လိုပြောချင်တာမဟုတ်ဘူးเนาะ bad to b plus buffer engine နေသည်ဆိုတဲ့ပုံစံမျိုးနဲ့မတုံးဘူးလို့ပြောချင်တာเนาะအဲ့တော့ like i am liking she is liking အဲ့လိုတုံးလို့မရဘူးမားတယ်เนาะအဲ့တော့ want i'm wanting ဘာညာအဲ့လိုတုံးလို့လည်းမရဘူး ဒါပေမဲ့တချို့နေရာတွေမှာသုံးတာတော့ရှိတယ်เนาะအဲ့ဒါတော့တဖြည်းဖြည်းရှင်းပြမယ်ပြီးရင် no i am knowing you အဲ့ဒါမျိုးသုံးလို့မရအောင်เนาะ understand i'm understanding အဲ့လိုမရအောင်လုံးဝမရအောင်เนาะ remember i'm remembering you ငါမင်းကိုသတိရနေတယ်မရအောင်အဲ့လိုမျိုးမသုံးเนาะ adam prefer need mean believe forget အဲ့ဒါလည်းလုံးဝမသုံးဟောအတိတ်ပဲမသိမှဆိုလို့ပြပြမယ် like က နှစ်သက်သည်သဘောကျသည်ကြိုက်သည်ပေါ့နော် want ကလိုချင်သည်အလိုရှိသည် know ကကြတော့သိသည်နားလည်သည်ပေါ့နော် understand ကနားလည်သည် remember ကတတိယသည်မှတ်မိသည်ပေါ့နော် prefer ကသူကနှစ်သက်သည်သဘောကျသည်ပေါ့နော် prefer ကလိုလားသည်ပေါ့ need ကလိုအပ်သည် mean ကစိုးလို့သည် believe ကယုံကြည်သည်ယူဆသည် forget ကမလျော့သည် use only the present simple with these verbs အဲ့တော့ဒီအခုပြောထားတဲ့ verb တွေ ਨੇ သူသုံးမယ်ဆိုလို့ရှိရင်သူက present simple form နဲ့ present form နဲ့ပဲသုံးမယ် present simple မဟုတ် present form နဲ့ပဲသုံးရမယ်เนาะဆိုတော့ i want ဒါမှမဟုတ် i like do you like do you want အဲ့လိုမျိုးပဲသုံးလို့ရမယ်လို့သူကပြောချင်တာနောက်တစ်ခုအရင်မှကြည့် i am tired i want to go home i am wanting to go home လို့ရေးလို့မရအောင် ငါကအင်ပြန်ဂျင်နေပြီအဲ့ဒါဆိုရင်အင်ပြန်ဂျင်နေပြီလို့ပြောပေမယ့် I want to go home ရှိတယ် I'm I'm wanting to go home ရှိဘူးနော် Do you know that girl အဲ့ဒီ main clue ကိုသိလား Yes သိတယ် but I don't remember her name သူ့နာမည်ကိုငါမမှတ်ဘူး I don't understand what do you mean နားမလည်ဘူးမင်းဘာကိုဆွလို့တာလဲဘာကိုပြောတာလဲရှင်းလင်းချက်လေးကတော့ဒါပါပဲနော်အဲ့တော့နောက်တစ်မျက်နှာမှာ exercise ရှိပါတယ်ဒီမှာဒီ exercise လေးက သူ့ရဲ့အဖြေကဟိုးနောက်ဆုံးမှရှိတယ်။ Essential Grammar ရဲ့ use စာအုပ်ရဲ့ဟိုးနောက်ဆုံးမှရှိတယ်။သူ့ရဲ့အခန်းလိုက်အဖြေတွားပြီးတော့တိုက်ဆိုင်ကြည့်လို့ရတယ်နော်။ဒီခန်းထိကတော့လွယ်ဦးမှာပါ။နောက်အခန်းဒီမှာလည်းလွယ်တော့လွယ်ပါတယ်။ဒါပေမဲ့မှတ်သားစရာလေးရှိတယ်နော်။ဒီဟာကလုံးဝအခြေခံ grammar ဆိုပေမဲ့မသိသေးတဲ့အခန်းတွေအများကြီးပါပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ကိုဒီလိုမျိုးတစ်ပြေးတစ်ပြေးဖြစ်နေပါတော့နော်။သက်ဆိုင်ရာသက်ဆိုင်ရာအခန်းလေးတွေစုပြီးတော့ကျွန်တော်သင်ပေးသွားပါမယ်နော်။ဆိုတော့ ဂျာထဲမှာသိကြနာလေးရှိလို့ရှင်လဲ comment ရေးပြီးတော့ပေးလို့ရပါတယ်အဲ့တော့ကျွန်တော် share video တွေမှာပြောခဲ့သလိုပါပဲဒီ essential grammar and use စာအုပ်အနည်းအောင်ကိုကျွန်တော်ဆုံးနေအထိသင်ပေးတော့မှာပါအခု Java မှာ Java grammar တွေသင်နေဆိုတာကလည်းဒီ essential grammar and use ကိုလေ့လာတဲ့အခါမှာအထောက်အကူဖြစ်အောင်ဒါကပြန်ပြီးတော့ကိုးကားလို့ရအောင်ဘယ်ခန်းမှာသွားကြည့်ဆိုပြီးတော့ပြန်ပြီးတော့ညွှန်းလို့ရအောင်သင်ပေးထားတာဖြစ်ပါတယ်ဆိုတော့အားလုံးစီပြကြပါစေကျေးဇူးတင်ပါတယ်